ဲ့တော့ပထမဆုံးသူအိမ်မက်မက်တာဘာမက်တုံလို့ဆိုတော့အိမ်မက်ထဲမှာဖရာတဲ့ဒီမျက်စင်းရောင်မျက်စင်းဆိုတာခတ်ညိုညိုအညိုရောင်အစင်းပေါ့မျက်စင်းတောင်ရဲ့နွားနဲ့ကြီး၄កောင် နွားနဲ့ကြီး၄កောင်ဟာတွန်တန်နေပြီးပြီးတော့တပည့်တော်ရဲ့နန်းရင်ပြင်ဘက်ကိုအရက်လေးမျက်နှာကနွားနဲ့ကြီး၄កောင် ဝင်းလာတယ်တဲ့နွားကြီးတွေကတွန်ပြီးတော့အနဲ့ရောင်နွားကြီး၄កောင် နွားလာဥသပလို့ခေါ်တယ်နွားကြီးလေးကောင်တွန်တန်ပေးပြီးတော့အရက်လေးမျက်နှာကနေပြီးတော့ဝင်းလာကြတယ်ဝင်းလာပြီးတော့တကောင်နဲ့တကောင်ဆောင်ကြတယ်ခွေတော်မဲ့ပုံစံပေါ့အရက်လေးမျက်နှာတောင်းလာတဲ့ကောင်နဲ့မြောက်ကလာတဲ့ကောင်အရှိကလာတဲ့ကောင်နဲ့နောက်ကလာတဲ့ကောင်ခွေကြတော်မဲ့လို့ဟန်ရေးပြပြီးတော့နိုင်ရင်ပြင်ကိုရောက်လာဟန်ရေးပြပြီးတော့ခွေမလို့လုတ်ပြီးတဲ့အခါကျတော့နွားတွေကနွားကြီးလေးကောင်ဟာမခွေပဲနဲ့တကောင်တကောင်ရှောင်ထွက်ဒီတွန်တန်နေပေးပြီးတော့ လာရအရက်ကိုပြန်ထွက်ပြေးတာကိုသူမြင်လိုက်ရတယ်အဲ့ဒါလို့နွားလေးကောင်ဟာခွေ့မလို့ခွေ့ကြတော့မလို့ဆိုပြီးတော့တွန်တန်နေပြေးပြီးလာပြီးအနီးနားကျမှရှောင်သွားကြတာကိုမြင်လိုက်တော့ဘာများပါလေဒီအိမ်မက်ကပထမဒီအိမ်မက်ကိုတပီတော့မက်ပါတယ်လို့ဆိုတော့ မြတ်စွာဘုရားကသူပြောပြတာနားထောင်ပြီးတော့ရှင်မင်းကြီးတဲ့ဒီအိမ်မက်ကသင်မင်းကြီးအတွက်ဘာမှ အကျိုးသက်ရောက်မှုမဖြစ်ပါဘူးတဲ့ဒါဟာနောင်အနာဂတ်မှာဖြစ်ပေါ်လာမယ့်အခြေအနေတစ်ခုကိုဖော်ပြတဲ့အိမ်မက်သားဖြစ်တယ်ဟောနောင်အချိန်ကြလို့ရှင်လူလောကကြီးဟာဆုတ်ယုတ်ပြက်ပြားလာလို့ဆုတ်ယုတ်ပြက်ပြားလာတဲ့အခါမှာမိုးခေါင်ရေရှားတော်တွေပြုံးလာတဲ့ပြဿနာတွေပေါ်လာနိုင်တယ်အဲဒီမှာမေဃပါဒလို့ဆိုတဲ့မိုးရဲ့အခြေအမြစ်တွေအကုန်လုံးပြည့်စည်ကုန် ခြေမြစ်တွေပျက်စီးကုန်တယ်။မိုးရွာတယ်ဆိုတာတောတွေတောင်တွေကနေပြီးတော့ထွက်လာတဲ့အပူငွေးတွေပင်လယ်ထဲကတက်လာတဲ့အပူငွေးတွေရေငွေးတွေအဲ့ဒါတွေကကောင်းရင်ရန်တက်ပြီးတော့အပေါ်ကနေပြီးအအေးနဲ့တွေ့တဲ့အခါမှာပြန်ရွာချလေရှိတာကိုအဲ့ဒါလိုရေဓာတ်တွေဟာမြေကြီးကနေတက်သွားပြီးတော့မှအပေါ်ကနေပြန်ရေချအေးနောက်ပိုင်းရောက်လာတဲ့အခါမှာ လူတွေဟာလောဘတွေကြီးဒေါသတွေကြီးဆုတ်ယုတ်လာတဲ့အချိန်ခါမှာဆိုရင်တောတွေတောင်တွေပြုံးလို့ဒီမိုးခေါင်တဲ့အနေအထားမျိုးတွေဖြစ်လာနိုင်တယ်တဲ့မိုးရွာဖို့အခြေအမြစ်တွေအကုန်လုံးပျက်စီးကုန်တတ်တယ်မြစ်တွေချောင်းတွေတောတွေတောင်တွေအဲ့ဒီကရေကိုရေငွေ့တွေမရှိတော့ ခောက်သွေ့လာပြီးတော့မိုးရဲ့အခြေအမြစ်ဖြစ်တာတွေအလုံးပျက်စီးလာတဲ့အခါမှာတဲ့မိုးသားတိမ်လေးတွေကောင်းရင်မှဆင်းလာပြီးတဲ့အခါမိုးရမယ့်ရာသီရောက်တော့လည်းပဲချိန်ပြီးတော့မိုးတွေဟာအရှိအရောတောင်ကရောနောက်ကရောမြောက်ကရောဆိုရလို့တက်လာပြီးတဲ့အခါကျတော့မိုးတန်နေပေးပြီးတော့မရွာပဲနဲ့တိမ်နေလွင့်ဆင်ပြီးတော့သွားတာမျိုးအဲ့ဒီမိုးခေါင်ရေရှားတဲ့အနေထားပေါ်လာလိမ့်မယ်တဲ့ဖြစ်ပေါ်လာနိုင်တယ်။ဩကောသရမင်းကြီးကလွန်ခဲ့တဲ့ နှစ်ပေါင်း2600လောက်ကမက်ခဲ့တဲ့အိမ်မက်ဟာဒီကနေ့မှမိုးကောင်ရေရှားတယ်ဆိုတာဖြစ်ပေါ်လာနေတယ်ပေါ့ဒီလိုဆိုတာအဲ့တော့အခြေအနေတခုကအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးအလုံးကပူနွေးပြီးတော့လောကကြီးမှာရေဓာတ်မြေဓာတ်တွေဆုပ်ယုပ်လာပြီးတဲ့အခါမှာမိုးရွာဖို့အခြေအနေတွေဟာအလွန်နှဲလာအလွန်နှဲလာသည့်အတွက်ကြောင့်လူတွေဟာသီးနှံတွေစိုက်ပျိုးမိုးရွာတော့မယ်လို့ထင်သီးနှံတွေစိုက်ပျိုးထားတဲ့အချိန်မှာ မိုးကမရွာတဲ့အခါမှာကောပဲတိနံနေလဲ6သွေပျက်စီးကုန်တယ်တဲ့မိုးခေါင်ပြီးတော့အရက်လေးပြန်လာတက်လာတဲ့မိုးတွေဟာချိန်လာပြီးတော့မမမရွာပဲနဲ့မိုးခေါင်ရေရှားမှုတွေမကြာခဏဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုး နောင်ကြလို့ရှိရင်ဖြစ်လာလိမ့်မယ်ဆိုတာကိုကြည်ရပြီးတော့နောင်မှာဖြစ်ပေါ်လာမဲ့အခြေအနေတရက်ကိုယခုအချိန်ကကြိုတင်ပြီးတော့မက်ထားပါတင်မင်းကြီးလက်ထက်မှာဥမာမဟုတ်သေးပါဘူးနောင်နှစ်ပေါင်းကြာလာတဲ့အခါကျတော့လောကကြီးကဆုံးလာပြီဆိုရင်ဒီအကျိုးတက်ရောက်မှုတွေပေါ်လာပါလိမ့်မယ်လို့ရသော်ဗျာအဲ့ဒါလို့ဟောခဲ့တယ်နော်